ားဆိုတာကဒီတရားအပွားများရမယ့်တရားဆိုတာရှိဒီတရားကိုပွားများရင်သင်ရဲ့ဒုက္ခတွေရာနေလုံမြောက်မယ်ဆိုတဲ့ပွားများရမယ့်တရားဆိုတာရှိအဲဒီပွားများမယ့်တရားကိုပွားများအောင် ာထုတ်ပါတယ်။ဒါဆိုရင်ဘလူတရားတွေကိုပွားများအောင်အားထုတ်ရမှာလေဆိုတော့မတ်တိအတိတရားပေါ့။အမှန်နဲ့ပညာဉာဏ်ဆိုတဲ့မှန်စွာတည်ခြင်းဆိုတဲ့နားလေခြင်းဆိုတဲ့သမာဓိတရား ဒါဒီကိုဦးဇင်းတို့ပွားများတယ်။စာလူပြောမယ်ဆိုရင်တော့သီလသမာဓိပညာပေါ့။သီလသမာဓိပညာဆိုတဲ့တရားတွေကိုပွားများရမယ်။ဖြစ်တဲ့ဖြစ်အောင်လုပ်ရမယ်ဖြစ်ပြီးပြီဆိုရင်လည်းဆက်ပြီးတော့ဖာအောင်အောင်ပွားများဦးဇင်းကမြင့်တာထားတယ်မြင့်တာပွားတယ်ဆိုရင်နားလေ။ဘုရားတွေပွားဆိုရင်နားလေ။ ဦးဇင်းတို့နားနေတယ်ပွားများတယ်ဆိုတာကဗဇက်ကယွတ်နေတာကိုပဲဦးဇင်းတို့ကပွားများတယ်ဒီလောက်ပဲသိတာမြေသားတရားပွားများတယ်ဆိုရင်လည်းဗဇက်ကတော့တရားဝါးကြီးမှပါသေးချမ်းသာပါသေးပေါ့ဗဇက်ကတော့ပွားများတတ်တာတကယ်သူတစ်ပါးရဲ့အကျိုးကိုလိုလားခြင်းဆိုတဲ့စေတနာကိုတော့ပွားများတတ်တဲ့သူဟာရှားလား မစကြအေးပဋ္ဌာန်းဒီပွားများမယ်ဆိုရင်လည်းဦးဇင်းတို့ပွားများတတ်တယ်။ပွားများတဲ့ဇာတ်လေးဦးဇင်းတို့ရွတ်ဖတ်နေတာပေါ့။ဒါပဲဦးဇင်းတို့ကပွားများတယ်လို့ထင်တာ။အရင်ကတော့မေတ္တာပွားများတယ်ဆိုရင်သူကသူတော်ရဲ့ကောင်းကျိုးကိုလိုစားတဲ့စွမ်းရည်တက်တိကိုသူကအကောင့်လောက်ပါ တတိပဌံတရားကိုပွားများမယ်တတိတရားကိုပွားများမယ်ဆိုရင်လည်းဒီတတိထားတဲ့အလေးချက်ကိုစာကောင်းလောက်ရအတိုင်းသမားတွေပေါ့အတိုင်းလေးချက်နေဆိုရင်လက်တီထိုးချက်တစ်ချက်သေးဟိုပဲတမျိုးသေးဟိုပဲဒါချိန်ပေါ့ဖောင်နေကြည့်ပြီးတောင်းနေကြည့်ပြီးတော့ဒီလိုလက်တီထိုးပုံတစ်ခုမျိုးကိုပဲချိန်ပေါင်းများစွာလေးချက်ရတာဒါတော့အဲ့ အဲ့လိုလေ့ကျင့်တော့မှအဲ့လိုမျိုးလက်တီးထိုးချက်ကအင်မတန်မှဆွမ်းအားပြည့်ပြီးတော့ဒါလူတယောက်ကိုဘောပိုင်းနဲ့လေ့ကျသွားစေတို့ဒီမြေတားတွေပုံနေကြတယ်ဒါပေမဲ့တကယ်ပွားများမှုမမှန်တော့သူတို့ရဲ့မြေတားစေတနာကောင်းနေမကောင်းမှုဆိုတာရေပါဝင်းညာတိတာတကယ်သူတို့ကောင်းကျိုးလိုလားလားမလိုလားဘူးလားဆိုတာ ထိုးလူပဲပေါ့ဦးဇင်းတို့ခုပွားများအမှာကအဒီတရားပေါ့အဒီပဋ္ဌာန်တရားပေါ့မိမိရဲ့စိတ်မိမိရဲ့ခန္ဓာမှာဖြစ်နေတဲ့ပေါ့ဒီယုတ်တဘာဝနန္တဘာဝပေါ့ယုတ်တဘောနန္တဘောလေးတွေပေါ့ဒီအကြောင်းတိုက်ဆိုင်ရင်ဖြစ်ပေါ်လာမဲ့ယုတ်တရားနန္တရားတွေယုတ်တဘာဝနန္တဘာဝတွေကိုဒီထားတဲ့အကျင့်ကိုဒီဆွမ်းအားကိုဦးဇင်းတို့ပွားများ ။ဟောများတယ်ဆိုရင်ဒါတတိထားတဲ့အလုပ်ကိုဒါဆက်ကဆက်ကလုပ်နေဖို့။ဒီကတော့တရားထိုင်ခြင်းမှမဟုတ်ဘူး။ဦးဇင်းတို့15မိနစ်လောက်လေးထိုင်နေကြတာဒီကတော့စပြိုးပေးလိုက်။ဒီက24နာရီရှိတယ်ဆိုရင်တရားထိုင်ခြင်းလေး15မိနစ်လောက်ဆိုတာကတကယ်ဆွမ်းအားဖို့မကြီးသေးဘူး။ ါမဲ့ဦးတင်းတို့ကဒါကစပေးလိုက်တာဒီကနေ့စဉ်ဘဝမှာနေရင်ထိုင်ရင်သွားရင်လာရင်လည်းပေါ့တခန်းသားချက်ဒီ emotion တွေဖြစ်မယ်အတွေးတွေပေါ်မယ်ပေါ့ဓာရီပေါ်မှာလေးဦးတင်းတို့ကဒီထားရင်ဆိုတာဖြစ်ရင်ဖြစ်မှန်းသိလိုက်တာဖြစ်စဲမှာသိရင်ဒီမသိရင်ဖြစ်ပြီးပြီးချင်းသိလိုက်ရမှာဩဖြစ်သွားပါလားဆို တရားတိုင်တော်ဝင်လေးထွက်လေကိုတည်ထားတယ်ဆိုတာကစပြုပေးလိုက်တာအနောက်ပိုင်းနေရှင်ဘဝမှာပေါ့ဒီမြင်ခိုက်ကြားခိုက်နံခိုက်စားခိုက်ထိခိုက်ပေါ့ကြံတွေးခိုက်ပေါ့ဖြစ်ပေါ်လာတဲ့စိတ်ဒီခံစားချက်ဒီအမင်းကခန္ဓာ၅ပါးကိုသင်တယ် နာနဲ့တန်နဲ့တိုက်လိုက်တယ်ဆိုရဲဟောတာကြားစိတ်တွေဖြစ်မယ်ကြားတဲ့ပုံမှာကောင်းတယ်မကောင်းဘူးဆိုပြီးတော့ဒီတင်ညာဆိုတဲ့နန္တရားလေးကတတ်မှတ်လိုက်မယ်ဒီပုံမှာခံစားမယ်ဒီပုံမှာတုံ့ပြန်ခြင်းတယ်ဆိုတဲ့ပုံကြားခြင်းနဲ့မကြားခြင်းဘူးပေါ့ဖြစ်တဲ့နဲ့မဖြစ်တဲ့ဘူးဆိုပြီးတော့စဉ်းစားနေတဲ့ တွေးနေတဲ့စိတ်တွေကိုဦးဇင်းတို့ဒီထားတတ်အောင်ပေါ့ဆက်ပြီးတော့ကြိုးစားနံပါတ်၄ဒီထားတဲ့အကျင့်ကိုဦးဇင်းတို့လုပ်ရမယ်နံပါတ်၄ပညာဉာဏ်ဖြစ်အောင်ဆက်ပြီးတော့ဦးဇင်းတို့ကြိုးစားနိုင်ရမယ်ပညာဉာဏ်စရာကဦးဇင်းတို့ဒီထားပါများရင်ပေါ့ဒီဈာတိစိတ်လေးပေါ်လာတာကအစား ကိုကလောက်တာမဟုတ်ဘူးကြောင်းမဲ့အလိုလိုပေါ်လာတာလည်းမဟုတ်ဘူးဇာတိစိတ်တွေကဒီနာနဲ့တန်နဲ့တိုက်လိုက်တော့မှဇာတိစိတ်လေးဟာသူတဘောတူဆောင်ပြီးတော့မရှိရကနေဖြစ်ပေါ်လာတာဇာတိစိတ်လေးဟာဇာစိတ်လေးဟာ ဓာစိတ်ဆိုတာအတန်ကိုတည်တဲ့သဘောလေးဟာငူရေကနားထဲမှာကြိုရှိတာမဟုတ်ငားနဲ့တန်နဲ့တိုက်တော့မှဒီတန်ကိုတည်တဲ့သဘောလေးဓာစိတ်သဘောလေးဟာမရှိရကနေဖြစ်ပေါ်လာငားနဲ့တန်နဲ့တိုက်တဲ့အခါမှာဒီဓာစိတ်သဘောလေးအတန်ကိုတည်တဲ့သဘောလေးမဖြစ်ပါနဲ့ဆိုလို့မရဘူးကြောင်းတိုက်ဆိုင်ရင်ဒါဖြစ်ပေါ်လာတာဥချပြီးပြီဥချပြီးရင် ရှားပြီးပြီဆိုရင်လည်းဒီတန်နဲ့ပတ်သက်ပြီးတော့ပေါ့မတွေးနဲ့ဘာသာမပြန်နဲ့ဆိုလို့လည်းမရဘူးဘာသာပြန်တာပဲဦးစင်ပြောနေတယ်နားနဲ့တန်နဲ့တိုက်ကြကြားတယ်ဦးစင်ပြောတဲ့အကြောင်းအရာလေးကိုမတွေးနဲ့မစဉ်းစားနဲ့ဆိုလို့မရဘူးကွာတွေးတဲ့သဘောတုံးတက်တဲ့သဘောစဉ်းစားတဲ့သဘောတွေရတယ်ဒါဖြစ်လာတာအဲ့ဒါအနန္တဘာဝတွေပဲတရားစကားပဲပြောပြောပေါ့ အရင်စကားပဲပြောပြောပေါ့ကြားကြိုက်မှာကြားသိပ်ပေါ်တယ်ဘုမတစ်ဆင့်ပေါ့ဒီကြားတဲ့ပေါ်မှာဒိဗေပေါ်တာ၄ဘာသာပြန်တာ၄ဖြစ်မယ်ဒီပေါ်မှာပြီးရင်ခံစားမယ်တချို့ဆိုရင်စကားလေးတခုပြောလိုက်တယ်ဆိုရင်ဒါပေါ့ခံစားသွားရတာပေါ့ငါ့ကိုနှိမ်လိုက်တာပဲလို့ပညာကပေါ့ ခင်သားပြီဆိုရတာခံစားနေတာအောက်ဒီလိုပြောရလေခြင်းဆိုဘနာနဲ့တန်နဲ့မတိုက်ခင်ကမခံစားခံစားရတယ်နာနဲ့တန်နဲ့တိုင်လိုက်တော့မှကြားသိဖြစ်တယ်။သူမသိစင်ငါ့ကိုစောင်းပြောတာဆိုပြီးတော့တင်ညာကတတ်မှတ်လိုက်တယ်။သူမသိစင်ဝေဒနာကခံစားလိုက်တယ်။အဲစေဒနာကလည်းဒါပြန်ပြောခြင်းပြန်ပြီးတော့ပေါ့ ခံကျင်တဲ့စိတ်နဲ့ပြောကျင်တဲ့စိတ်တွေလဲတာဖြစ်မှာပဲပေါ့ဒါကိုစေတနာလို့ခေါ်တယ်ဆိုတာတုံ့ပြန်ကျင်တဲ့စိတ်အော်ဒီလိုတွေဖြစ်နေတာဟာသဘာဝတရားပဲပေါ့နိယာမတရားပဲငါလုံးတာမဟုတ်ဘူးငါပိုင်တာမဟုတ်ဘူးပိုင်လို့လည်းမရဘူးပိုင်ဆိုင်သူအနေနဲ့ပေါ့အတ္တဆိုတာလည်းမရှိဘူးဒီလိုနားလည်တာကိုတော့အရှင်တို့ကပညာလို့ခေါ် いにゃずらがいいよとばは ဒီဟုတ်တိုင်းမှန်စွာသိတာဒီယုတ်တဘာဝနန္တဘာဝဒီဒီကြောင်းတိုက်ဆိုင်မှာပေါ့ယုတ်တဘာဝနန္တဘာဝတွေဟာခိုင်မာသဘောနဲ့ပေါ့တနည်းအားမှာပေါ့လူကိုယ်တွေကရှိနေတာမဟုတ်ဘူးကြောင်းတိုက်ဆိုင်မှာပေါ့အာယုန်နဲ့ဓာရတိုက်ဆိုင်တော့မှာဒီယုတ်ဒီနန်ဒီ တိမှုတွေခံစားမှုတွေဟာအကြောင်းတရားတွေပေါင်းစုံတော့မှသူဘောသူဆောင်ပြီးတော့မရှိရကနေဖြစ်ပေါ်လာတာငါလုံးတာမဟုတ်ဘူးငါပိုင်လို့မရဘူးပိုင်ဆိုင်သူငါဆိုတာလည်းမရှိဘူးဒီလိုနားနေတာကိုပညာလို့ခေါ်တာအတရားတည်းပြန်ဆိုတာကအဲ့ဒီတတိဉာဏ်ပညာဖြစ်အောင်ပွားများအားထုတ်ပါ ပွားများမဲ့တရားကအဒီနဲ့ဉာဏ်ပညာအဲအဒီနဲ့ဉာဏ်ပညာဖြစ်အောင်လုပ်တဲ့အခါမှာပေါ့ပညာဆိုတာကဟုတ်တိုင်းမှန်စွာသိတယ်ဆိုတော့ဘာတွေဟုတ်ပြီးတော့ဘာတွေမှန်တာတွေဘာတွေမှန်တာတွေကိုသိရမှာလေဆိုတော့စောစောပြောနေတာမင်းကတင်သားနေခန္ဓာ၅ပါးပေါ့ယုတ်တရားကခန္ဓာ၃ပါးပေါ့နံတရားလို့ခေါ်တဲ့တိမှုတွေ ခံစားမှုတွေအကောင်းဆုံးမှတ်သားမှုတွေမှတ်ယူမှုတွေအကောင်းဆုံးထင်ပြီးတော့မှတုံ့ပြန်ခြင်းနဲ့စေတနာတွေအဲ့ဒါတွေကကြတော့နန္တရားနံခန္ဓာတွေပေါ့အဲ့ဒါတွေကကြတော့ဦးဇင်းတို့တိနာလေရမယ်တရားတိနာလေရမယ်တရားက ခန္ဓာ၅ပါး ခန္ဓာ၅ပါးမှာတည်သွားပြီဆိုရင်အဲ့ဒီအတိကိုဆက်ပြီးတော့ပွားများအဲ့ဒီအတိကိုဆက်ပြီးတော့တည်ထားနိုင်အောင်အောင့်မိနိုင်အောင်ကြိုးစားအပွားများမယ့်တရားကတတိနဲ့ဉာဏ်ပညာတိအောင်နားလည်အောင်လုပ်ရမယ့်တရားကယုတ်တရားနဲ့နန္တရားယုတ်တရားကမတိတတ်တဲ့တဘာဝယူပခန္ဓာလို့ခေါ်တယ် ။နန္ဒီယာကတော့တိတတ်တဲ့သဘာဝခံစားတတ်တဲ့သဘာဝမှတ်သားတတ်တဲ့သဘာဝစိတ်စောတိုက်တွန်းတဲ့သဘာဝတွေဟာဉာဏ်သဘာဝအဲဒီသဘာဝတွေဦးဇင်းတို့မမပိုင်ဘူးဆိုတာကိုအမှန်တိုင်းသိအောင်ကြိုးစား ီလိုမှန်တိုင်းသိရင်ဘာဖြစ်လာမလဲဆိုတော့အမှန်တိုင်းမသိမှုဆိုတဲ့အဝိဇ္ဇာဝိဇ္ဇာကိုဖယ်ရှားလိုက်ဖယ်ရှားနိုင်တာပဲဒီတော့ဘဝမှာဆင်းရဲဒုက္ခတွေဖြစ်ဖြစ်ကြရတာဟာဒီအမှန်မသိမှုဆိုတဲ့အဝိဇ္ဇာတဏှာဆိုတဲ့ညှိတွယ်မှုတွေကြောင့်ဆင်းရဲဒုက္ခတွေဖြစ်ကြတာ ်လင်းတို့ရဆင်းရဲဒုက္ခတွေကလွတ်ချင်တော့အဖျားတွေရှိကူးကြတယ်ပြီးပဌာန်းတွေရွတ်ကြတယ်မကြီးတွေစိတ်ကြတယ်ပေါ့အဲ့ဒါကကျတော့လင်းတို့ကအကျိုးတက်လို့ခေါ်တယ်သူကဆင်းရဲဒုက္ခကိုဓာတ်ရိုက်ပေါ့ဖျားကလာကင်ပြီးတော့ဖြည့်ရှင်းအောင်လုပ်နေကြတယ်ဒါဟုတ်လေဆောင်းအားရှင်တကူရှင်တယောက်ယောက်ကကိုယ့်ရဲ့ပြဿနာတွေဆင်းရဲဒုက္ခတွေကိုလာဖြည့်ရှင်းမယ်ဆိုတဲ့မျှော်လင့်ချက်နဲ့ တော့ဘုရားမှာဆုတောင်းနေဆိုတာတွားပြီးတော့ဘုရားရှင်ဘုရားတိချင်းတကယ်ရှိရင်ဒါနမုဒ္ဒစာလုံနေတာဘုရားကြီးမှာရွတ်ဖတ်တယ်ဆယ်ပြီးတော့ဒါဆုတွေတောင်းနေကြတယ်ရောကလေးလောကစကားနဲ့ပြောရင်လူကြီးစီမှာဒါလူကြီးကြိုင်အောင်တွားလုပ်ပြီးတော့ပေါ့ကိုယ့်ရဲ့လူရင်းဆန္ဒတွေတွားတောင်းနေတဲ့တဘောပဲအဦးစင်းတို့ဆိုရင်ဘုရားကြီးမှာဘာဆုမှမတောင်းဘူး ာပဲဆိုတော့ကျိုးတရားတစ်ခုဖြစ်ဖို့ဆိုတာကစုတောင်းလို့ဖြစ်တာပေါ့ဒီအကြောင်းတရားကိုပြည့်စုံအောင်လုပ်မှကျိုးတရားဟာသူတော်တူဆောင်ပြီးတော့ဖြစ်ပေါ်လာမျိုးစေ့ရနေပင်ပေါ့ဖို့ဆိုရင်ဦးမင်းကမျိုးစေ့ကိုကြောက်ပြင်ပေါ်တင်သားပြီးတော့ဘလောက်စုတောင်းစုတောင်းမို့ဒါတော့မှအပင်ပေါ့မှာမဟုတ်ဘူးဒါပေမဲ့အဲဒီမျိုးစေ့ကိုတင့်တော်တဲ့ကြီးဩဇာကြီးလီနေအောင်ကြီးနဲ့ထိတွေ့အောင်လုပ်ပြီးရင် ရိုးစီမပေါက်ပါနဲ့လို့အပင်မပေါက်ပါနဲ့လို့ဘယ်လောက်ဆူတောင်းဆူတောင်းတာပေါက်လာတယ်အခုစင်းတို့အခုရင်မှာပေါ့ဒါအမိုက်ပုံရှိမယ်မြောင်းပုတ်ကြီးရှိမယ်ဆိုရင်မြောင်းပုတ်နဲ့အမိုက်နဲ့ဟာထွက်နေပါ မြောင်မုံနဲ့အမိုက်နဲ့ကိုမထွက်ချည်ဘူးသူတို့ကဒီအမိုက်မိုက်ပုံကြီးကိုရှင်းပြရမယ်မြောင်မုံရည်တွေကိုရည်စည်းရလာကောင်းအောင်လုပ်ပေးရအဲဆိုရင်အနန်းတွေထွက်ပါဆိုလို့မထွက်တော့အနန်းတွေထွက်ချင်ဒီဖြစ်စီမထွက်ချင်ဒီဖြစ်စီဒီဒီဇိုးတွေပိတ်ဆို့နေမယ်ဆိုရင်တော့အနားအထွက်မှာစူတောင်းနေဖြစ်စေမစူတောင်းနေဖြစ်စေ အနံထွက်ချင်နေဖြစ်အနံကိုနိုင်ချင်နေဖြစ်စေမနိုင်ချင်ဘူးမနိုင်ချင်ချင်ဘူးဖြစ်စေပေါ့ရည်စိုးတွေပိတ်ဆို့နေရင်ဒါအနံအနေရဖြစ်ပေါ်လာမယ်ဆိုတာတဘာဝတရားပဲရည်စည်းရလာကောင်းလို့လိုက်မယ်အမိုက်ဒီရည်ညစ်တွေကိုစီးစီးမျောတော့အောင်လှုပ်လိုက်မယ်ဆိုရင်လည်း နာဖြစ်ပါစေဆိုလို့တော့မဖြစ်တော့ဘူးအနန္တိုးတွေကိုပေါ်ပေါ်စေခြင်းဒီဖြစ်စေနန်းစေခြင်းဒီဖြစ်စေမနန်းစေခြင်းဒီဖြစ်စေဒီအနတ်ဖြစ်စေတဲ့အကြောင်းတရားတွေကိုဖယ်ရှားနိုင်တယ်ဆိုရင်အနန္တိုးတွေကမပေါ်လာတော့ တို့သူပဲပေါ့ဦးဇင်းတို့ကဝိဇာတဏပေါ့ဥပါဒံပေါ့ဝိဇာအမှန်မသိမှုတွေတဏကြီးတွယ်မှုတွေဥပါဒံဆွဲလမ်းမှုတွေရှိနေသမျှပေါ့ဥပါဒေါကတွေဆိုတာဖြစ်နေရမှာတရားမှာဘယ်လောက်သုတောင်းသုတောင်းပေါ့ဘာသာမန္တရားတွေဘယ်လောက်ရွတ်ရွတ်ပေါ့ပရိပဌာန်းတွေဘယ်လောက်ရွတ်ရွတ်ပေါ့အဲ့တွေ့တာနေတာလေးတစ်ခုရှိတယ်ဆိုရင်အဲ့တွေ့တာတာနဲ့ပူရမှာပဲ အခုမှကားလေးကြီးရှိတယ်ဒါကိုကားလေးကိုရမ်းတွေ့တာနေတယ်မမောနေတယ်ဆိုရင်ပေါ့အလူစီကားရဲ့နေရာမှာခဏရက်ထားကြည့်လေငါကားလေးကိုဘယ်လိုအများချစ်သွားမလဲပေါ့ခိုက်မိသွားမလဲဆိုတာကပူပန်နေရမှာအဖေအားမဆူတောင်းနေဖြစ်စီမဆူတောင်းနေဖြစ်စီပေါ့အာဓမ္မန်တရားတွေယွတ်တီဖြစ်စီမယွတ်တီဖြစ်စီပေါ့ ။ဥပ္ပန်နေတဲ့စိတ်ကလွယ်တာဖြစ်နေမှာ။အမတော်ကားဆိုတာတိုးယုံတက်တက်ပေါ့။ထုံချဖို့တက်တက်ပဲ။သစ္စာဆိုတာလေဒါထုံချဖို့တက်တက်ပဲ။ငါပိုင်နာငါဆိုင်နာမဟုတ်ဘူး။အပ္ပဇံဆိုတာကမိမိသူတပါအခက်အခဲကြုံလာရင်ဒါအစဉ်ပြေစီဖို့အတုံးချရမယ့်ပစ္စည်းပဲ။ယုတ်ဝတ္ထုပစ္စည်းပဲပေါ့ဒါပတ်စံဆိုတာယုတ်ဝတ္ထု ယုံတို့ကိုတုံးပြီးတော့မိမိသူတို့ဘာအခက်ခဲတွေကိုဖြေရှင်းပေးဖို့အသုံးချရမယ်ယုံတို့တက်တက်ပဲ။ဘယ်မှာဦးဇင်းတို့အဲ့လိုနားမလည်ဘူးပတ်ဆက်ရှိမှ။ဟုတ်လေ။အမတော်ကားဆိုရင်ဒီကတွားရင်ဓာရင်ပေါ့အစီအပြေဖို့အတွက်ဒါအသုံးချရမယ်ယုံတို့ပစ္စည်းတက်တက်ပဲ။အကားရှိရင်တွားရင်ဓာရင်အစီအပြေမယ်တက်တာမယ်။ဘာမရှိရင်တော့လေဒါ ကျောင်းတလုံးပေါ့ဟာလိုင်းကားနဲ့တွားရင်လည်းတွားမယ်ကိုပိုင်ကားရှိရင်တော့တွားရည်လာရည်အဆင်ပြေမယ်တတ်တာမယ်ဒီလောက်ပဲပေါ့ဒီကယုံကြည်တတ်တတ်ပဲအဆင်ပြေဖို့ဆိုရင်အတုံးချဖို့တတ်တတ်ပဲဒီတဘာမှမဟုတ်ဘူးအမေဦးဇင်းတို့ကယုံကြည်ပစ္စည်းတွေနဲ့ပတ်သက်ပြီးတော့ငါဥစ္စာငါပိုင်နေမရှိရင်မဖြစ်ဘူးဆုံးရှုံးလို့မဖြစ်ဘူးဆိုတော့ယုံကြည်ပစ္စည်းနဲ့ပတ်သက်ပြီးတော့စုတောင်းဤပစ္စည်းမစုတောင်းဤပစ္စည်းပေါ့ ။ဘယေပဌာန်းနေယွတ်တိဖြစ်စီမယွတ်တိဖြစ်စီပေါ့။တွေ့တာနေတွေ့တာလေးအတယောက်ပေါ့။ဒီတွေ့တာလေးပစ္စည်းကိုပူပန်နေရမယ်၊စိုးရိမ်နေရမယ်ဆိုတာတဘာဝတရားပဲကြီးရပါဗျာ။ဒီဆွဲလမ်းမှုတွေတွေ့တာမှုတွေကင်းပြောက်သွားပြီဆိုရင်လည်းအမှုတော်ကတွေပျောက်သွားမယ်ဆိုတာကနိယာမတရားပဲ။တရားမှာဆူတောင်းနေဖြစ်စီမဆူတောင်းနေဖြစ်စီပေါ့။ဘာသာမန္တရားတွေယွတ်တိဖြစ်စီမယွတ်တိဖြစ်စီပေါ့။ ီပစ္စည်းနဲ့ပတ်သက်ပြီးတော့ပေါ့ဝိတုဝေကြီးတွေနဲ့ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်ပေါ့မတွေ့တာတော့ဘူးဆိုရင်အကူမတွေ့တာတဲ့အရာဝတ္ထုပေါ်မှာပေါ့ဆိုရင်မူပူပန်မှုဒုက္ခဆိုရတယ်မလာတော့ဘူးဥစဉ်တော့အကြောင်းတရားကိုဖယ်ရှားမှာဥစဉ်တော့တကယ်သင်ရဲ့ဒုက္ခဖြစ်စေတဲ့အကြောင်းတရားကိုတော့ဖယ်ရှားဖို့မကြိုးစားပဲနဲ့တခြားအကြောင်းတရားတွေကိုပဲ ဒီကထားပြီးတော့လှုပ်ဆောင်နေကြတယ်။ရေမုံစင်းတို့ကကံကုတုနဲ့ဉာဏ်ကုတုဆိုတာကိုနားလည်လို့ရတာ။ဉာဏ်ကုတုဆိုတာကကြတော့ဒီစင်းရဲတို့ကဖြစ်စီမဲ့တကယ်အရင်အမြင့်ပေါ့။တကယ်အကြောင်းတရားကိုဆိုတာဖယ်ရှားလိုက်တာ။အဲဝိဝတ္တနာဉာဏ်ကုတုကစင်းရဲဒုက္ခတွေကိုကိလေသာဒုက္ခတွေကိုမြင့်ပြတ်ဖယ်ရှားပြီးတော့နိဗ္ဗာန်ကိုရောက်စေတယ်လို့ပြောတာ။တခြားသောဒါနတိလသမထရာတော်ကုတုတွေကဘယ်လောက်လုံးလုံး ဒီဘူဒုက္ခတွေဆင်းရဲဒုက္ခတွေကခဏပဲလွတ်ရင်လွတ်တယ်။ဘာဖြစ်လဲဆိုတော့ဦးဇင်းတို့အပင်တပင်မှာပေါ့ရေတောင်းမြင့်အမြင့်ကအရေးကြီးဆုံးအစိပ်ပင်ဆိုရင်တော့အမြင့်ရှိနေတယ်များအဲ့ဒီအစိပ်ကြီးတွေအစိပ်ရွက်တွေကဒါဖြစ်နေအောင်မှာဒီတောင်းမြင့်ကိုဒီကမြင့်တွေကိုဖယ်ရှားမှတာနေဒီအစိပ်ကြီးကမတီးတော့ဒါနာတိလာသမထ လုတ်တွေကသူကအကိုင်းခက်အရွက်တွေကိုပဲခုတ်ပစ်တာနဲ့တူတာပေါ့အကိုင်းခက်အရွက်တွေကိုဘယ်လောက်ပဲခုတ်ခုတ်အမြင့်ကိုမခုတ်နိုင်ဒီပူပန်လောကအသီးတွေဟာအစိတ်သီးတွေဟာအသီးနေအောင်မှာတော့ရေတောင်းမြစ်ဆိုလိုခေါ်တဲ့အပင်ကမင်းရဲ့ပေါ့ဒီဒုက္ခသီးတွေကိုသီးစေမဲ့အဓိကရေတောင်းမြစ်ကဘာလဲဆိုတော့ဝိညာဉ်နဲ့တဏ္ဏအမှန်မသိမှုနဲ့ဤတွယ်မှုတွေဆွဲလန်းမှုတွေ တွေ့တာမှုတွေတွေ့တာမှုတွေဆွဲလမ်းမှုတွေရှိတယ်တမညဥပ္ပံမှုဆိုတဲ့ပေါ့အတီးတွေဟာတီးနေအောင်ပါအဲ့တော့အမှန်မတိမှုအဝိဇ္ဇာတွေ့တာမှုဆွဲလမ်းမှုဆိုတဲ့ပေါ့တဏှာဥပါဒံနဲ့တူတဲ့အမြင့်တွေကိုဦးဇင်းတို့ကဖယ်ရှားဖို့ဆိုရင်ဒါနာတိလသမထဆိုတဲ့အလုပ်တွေနဲ့မရဘူးကွာ မဲ့ဝိပဿနာကိုမလုံးနိုင်ခြင်းမှာတော့ဒါတွေလုံးတာကကိစ္စမရှိဘူးအမဲ့ဝိပဿနာလုပ်ငန်းစဉ်ပေါ့ဒါတွေဟိုပေါ့လုံးနိုင်လာပြီဆိုရင်ရွှေကိုတွေးပြီဆိုရင်ဦးသိန်းတို့ကရွှေကိုပဲကောက်ဖို့လိုတာပေါ့ရွှေကိုမကောက်ဘဲနဲ့ကြီးတွေပဲလိုက်ကောက်နေရင်ဒါအဋ္ဌဉဏ်နည်းတယ်လို့ဒါဆိုလို့ရပါတယ်အဓိကတရားခံဖြစ်တဲ့ပေါ့ ိကအကြောင်းတရားဖြစ်တဲ့ဇင်ရဒုက္ခတွေဒုက္ခတွေပိဋိဒီဝတွေကိုဖြစ်စေတဲ့အဓိကအကြောင်းတရားဖြစ်တဲ့ဒီဝိသဒနာကိုဖယ်ရှားနိုင်တဲ့ပေါ့ဒီဝိပဒနာအလုံးဉာဏ်လုံးကိုဒီကိုထဲထဲဝင်ဝင်ပေါ့လီလီသာသာနဲ့ပေါ့နက်နက်နေနေလောက်တက်ဖို့လိုတယ်အဓိကထားနိုင်ဖို့လိုတယ် 90မတိုင်းတည်တည်နေပါဒီမပါပဲနေမွန်နေနဲ့ဒီမပါပဲနေပြင်းကိုအထွက်စီနေဒီနဲ့ရှူတဲ့ဆိုင်တဲ့အလုပ်ကိုပြုလုပ်ခီတီဒီခီတာကယုတ်တရားတိတာကနန္တရားပေါ့ခီတယ်ဆိုတာကအာယုန်နဲ့ဓာရာခီတာခီတယ်ဆိုတာကနန္တရားတွေဖြစ်ပေါ်တာ တီးတယ်ဆိုတာကတော့အလွယ်ပြောလိုက်တာတကယ်တော့နန္တရားက၄မျိုးဖြစ်ပါတီးတဲ့ပုံမှာတိမယ်တီးတဲ့ပုံမှာခံစားမယ်တီးတဲ့ပုံမှာမှတ်သားမယ်ကောင်းတယ်ဆိုတဲ့ဆိုပြီးတော့တီးတဲ့ပုံမှာတုံ့ပြန်မယ်အားထုတ်မယ်ဆိုတဲ့ဒီနန္တရားတွေဖြစ်ပေါ်မယ်အဖြစ်ပေါ်လာတဲ့နန္တရားကိုဖြစ်စေယုတ်တရားကိုဖြစ်စေဖြစ်စေပြစ်ခိုက်မှာ ဒါမှမဟုတ်ဖြစ်ပြီးပြီးဖြစ်ပြီးပြီးရင်းမှတီးလိုက်ဖို့တတိထားလိုက်ဖို့အားထုတ်ရမယ်ကြိုးစားရမယ်